အင်းချမ်းမောင်ရင်ပွဲကိုလာအားပေးရင်အလုံးပြုတ်တော့မယ့်အခြေအနေတည်ရောက်သွားတဲ့မင်းကလေးရန်ကုန်ဆယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်အင်းချမ်းမောင်ကတော့ပြိုတိုင်းကြိုက်တဲ့နင်းစီကံမင်းသားတအုပ်ဖြစ်အမျိုးသမီးပရိသတ်တွေချမ်းမှနာမည်ကြီးသူပဲဖြစ်ပါတယ်အင်းချမ်းမောင်ရင်ယောက်ျားဆန်တဲ့အတန်းနဲ့တည်ငြိမ်ရကျတဲ့အမှုရာတွေကြောင့်အမျိုးသမီးပရိသတ်တွေအသိဆွဲဖြစ်နေတာပါအင်းချမ်းမောင်ကိုဆိုရင်အတင်ရရအရှင်ရပိုင်းဆိုင်လို့တဲ့မင်းကလေးပရိသတ်တွေကခမည်းများရဲ့ပါအင်းချမ်းမောင်ကမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲမင်းသမီးဝိမုံရွှေရင်နဲ့ ိမ်မကြီးရုပ်ရှင်ဆက်ကရိုက်ကူးပြီးမှပေါ့ပရိသတ်တွေချားမှပို့ပြီးရေပန်းစားလူကြိုက်များလာခဲ့တာဖြစ်ပါတယ်2024ခုနှစ်ရဲ့အကယ်ဒမီစုပေးပွဲကြီးမှာအကောင်းဆုံးမျိုးသားဇက်ပုတ်ဆုကိုရရှိခဲ့ပြီးရင်နောက်မှာတော့အေဂျန်မောင်ကတော်ညာပွဲတွေမနာတန်တန်ရပြီးအမှုပညာလုပ်တွင်လည်းလက်မလဲအောင်လောက်ကင်လာရတာပဲဖြစ်ပါတယ်အေဂျန်မောင်ရဲ့တော်ညာပွဲတွေမှာဆိုရင်အမျိုးသမီးပရိသတ်တွေကတခဲနှစ်ပါပဲအေဂျန်မောင်ကိုအားပေးကြတဲ့အမျိုးသမီးပရိသတ်တွေထဲမှာအရာရာတန်းအေဂျန်မောင်ကအရေးကြီးဆုံးပဲဆိုတဲ့မိန်ကလေးတအုပ်ကလည်းရှိနေခဲ့ပါ ါတယ်။အဲ့ဒီမိန်ကလေးပရိသတ်ကအေးချမ်းမကိုတွန်းရဖို့အတွက်အလုတ်ပြက်ခံပြီးသူ့ရဲ့ကြောင်ညာပွဲကိုတွန်းရောက်ခဲ့တာပါ။အလုတ်ချိန်ကိုဖျက်ပြီးအေးချမ်းမရဲ့ပွဲကိုရှောင်နေတာကြောင့်သူမအနေနဲ့အလုတ်ပြက်ခံရဖို့ရှာကန်လုံးများနေခဲ့တာဖြစ်ပါတယ်။အခုလိုအလုတ်ချိန်ကိုဖျက်ပြီးမင်းသားကိုအားပေးရင်အလုတ်ပြက်ခံရမှာကိုတီတီကြီးနဲ့ရှူမိုက်စွာအားပေးခဲ့တာဖြစ်ပါတယ်။ဒီလိုအချိန်ကာလကြီးမှာအခြေခံလူရန်စားတွေအတွက်စားဝတ်နည်းရေးကအတော်လေးကိုကြက်တဲနေတဲ့အခြေအနေပါ။အလုတ်တစ်ခုကိုရဖို့အတွက်လည်းခက်ခဲလွန်းလာကြောင်းရှင်ရင်ဆွဲအလုတ်ကိုပဲတီတက် ောင်လုပ်ကိုင်နေကြတာပါ။ဒါကြောင့်အေးချမ်းမောင်ရမင်းကလေးပရိသတ်ကလည်းပွဲကိုလာရင်သူမအလုပ်ဖြုံမှာကိုစိုးရင်သွားတာကြောင့်စင်ပေါ်ကိုတက်ပြီးအေးချမ်းမောင်ကိုအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ပရိသတ်မာလီကအစီအစဉ်တင်ဆက်သူစိုးကြီးကိုသူမအနေနဲ့ဒီပွဲကအပြင်အလုပ်ကိုရောက်ရင်အလုပ်ပြုတ်တော့မှာဖြစ်တဲ့အတွက်အေးချမ်းမောင်အနေနဲ့သူမတို့ရဲ့အလုပ်ရှင်ကိုအလုပ်မပြုတ်အောင်ကူညီပြီးပြောပြဖို့ပြောလာခဲ့တာပါ။စိုးကြီးကလည်းသူမရမင်းသားကိုချစ်တဲ့စိတ်ကိုသဘောချပြီးကူညီပေးမယ်ပြောတဲ့အပြင်လစာတနစာအောပါသူနဲ့အေးချမ်းမောင်တယောက်တဝက်စီပေးမယ်ဆိုပြီး ီးပြောလာခဲ့တာပါအေဂျန်မောင်ကလည်းစူးကြီးရဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းသဘောတူခဲ့ပြီးသူရဲ့ပြိသက်မာလီအတွက်လစာတလစာကိုပေးခဲ့တဲ့အပြင်အလုံးမပြုံအောင်လည်းအလုံးရှင်ကိုကူပြောပေးခဲ့တာပဲဖြစ်ပါတယ်ပြိသက်တွင်ရတော့အေဂျန်မောင်ရဲ့ပြိသက်ပေါ်ထားရှိရဲ့လိစားမှုနဲ့အလေးပေးမှုတို့ကိုခြီးကျူးနေတာပဲဖြစ်ပါတယ်အောင်မြင်လာတာတော့အောက်ချင်းမလို့ဖင်ပြိသက်ကိုနေစားပြီးတန်ဖိုးထားတဲ့မင်းသားဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့အောင်မြင်အောင်မှာဆိုပြီးမှတ်ချက်တွေပေးနေကြတာပါတချို့ပြိသက်တွင်ကအလုံးပြုတ်ခံပြီးမင်းသားကိုလာအားပေးတဲ့မင်းကလေး ကိုသူမရဲ့လုံရက်ကယူမိုက်တဲ့လုံရက်ဖြစ်တယ်ဆိုပြီးထောက်ပြလာတာပါဘလောက်ပဲမင်းသားကိုယူသက်ပါစေမိသားစုစားဝတ်နေရေးနဲ့သူမရဲ့တလန်းတွေကိုတော့ပြက်စီးအောင်မလုပ်သင့်ဘူးဆိုပြီးပြောလာတာပါတချို့ကလည်းအစာကလေးကအီးချမ်းမောင်ရဲ့ပွဲကိုလိုင်းရင်အလုပ်ပြုတ်မယ်ဆိုတာသိရတဲ့အတိုင်းတမင်တကာမင်းသားရဲ့စိတ်ဝင်စားမှုရအောင်အတန်းရှင်းရှာတာဖြစ်မယ်ဆိုပြီးဝေဖန်လာတာပါအိုက်ဒေါ်တရားကိုအားပေးတာကအပြစ်မဟုတ်ပေမယ့်ကို့အကျိုးစီးပွားပြန်ရမယ်ထီတော့မယူမိုက်သင့်ဘူးအီးချမ်းမောင်နေရာမှာတခြားမနာကြည့်ရဲ့မင်းသားဆိုရင်အလုပ်ပြုတ်မှာတည်ကြတယ်ဆို ပြီးပြောလာတာပါကြီးစုနေတဲ့ပရိသတ်တို့အနည်းနဲ့ရောအေဂျင်မာကိုယူသွလွန်တော့အလုပ်ပြုတ်တော့မယ့်အချိန်လေးထိရောက်ခဲ့တဲ့မင်းကလေးပေါ့ဘယ်လိုရီထင်မြင်မိလဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်